TPU International College မှာ ABE program အသေးဖွင့်လေးလိုက်ပြီเนาะ ABE program ကိုဘယ်လိုလူတွေသက်တင်လဲဆိုတာမပြောခင် ABE program အကြောင်းလေးအရင်ဆုံးရှင်းပြပေးမယ် DBU International College က Career Development အတွက်ရည်ရထားတာဖြစ်ပြီးတော့နိုင်ငံတကာအသိမှတ်ပြု Business Management ABE UK Diploma ကို DBU International College မှာ Level 2ကနေစတင်တက်ရောက်နိုင်ပြီးတော့ Level 3 4 5မှာတဆင့် Level 6တက်ရောက်နိုင်တယ်လို့ Level 5ပြရတဲ့ Top Degree University of Hertfordshire UK မှာလည်းတက်ရောက်နိုင်ပါတယ်ရှင်။ ကဲဒါဆိုရင် ABE program ကိုစိတ်ဝင်စားနေကြတဲ့သူတွေအတွက်ဘလူးလူတွေတက်တင်လဲဆိုတာကိုပြောပြပေးမယ်။အသက်၁၄နှစ်ပြည့်ပြီးတော့စီးပွားရေးနယ်ပယ်မှာ professional တက်ဦးအဖြစ်အသက်မူဝန်းကျောင်းပညာနဲ့ရက်တည်လို့သူတွေတက္ကသိုလ်ဝန်ထမ်းဆောင်မှုကအောင်မြင်ပြီးတော့စီမံခန့်ခွဲဘာသာရပ်နဲ့ UK မှာတိုက်ရိုက်ချင်းမင်းနယ်ပွဲကိုရယူလို့သူတွေတက္ကသိုလ်တစ်ခုခုမှာဒုတိယနှစ်တက်ရောက်ပြီးတော့ dual degree ရယူလို့သူတွေ enterprise education နဲ့ vocational academy ဖြင့်လေ့လာလို့သူတွေနိုင်ငံတကာတက္ကသိုလ်ကြီးတွေမှာပညာဆက်လက်သင်ကြားစီပူးလို့သူတွေ မိမိရဲ့လုပ်ငန်းမှာ career development အတွက် degree diploma ရလို့သူတွေလုပ်ငန်းခွင်မှာ business knowledge တိုးတက်ကစီးပွားရေးအတတ်ပညာကို upgrade SK လုပ်ချင်တဲ့သူတွေမိသားစုလက်ငုပ်လည်ရင်စီးပွားရေးကိုစနစ်တကျလုပ်ကိုင်ချင်တဲ့သူတွေ SME MSME စတဲ့လုပ်ငန်းတွေကိုစနစ်တကျလုပ်ကိုင်ပြီးတော့နိုင်ငံတကာအသိအမှတ်ပြု qualification ရယူလို့တော့စီးပွားရေးလုပ်ငန်းရှင်တွေစုံဦးတီထွင်လုပ်ငန်းရှင်တွေ စီမံခန့်ခွဲပါတရက်ကိုဝါသနာပါပြီးတော့နိုင်ငံတကာမှာစီးပွားရေးနဲ့အခြေချပြီးတော့လုပ်ကင်ချင်တဲ့သူတွေကိုပိုင်လုပ်ငန်းစတင်လုပ်ကင်ချင်တဲ့သူတွေတက်ရောက်တင်တဲ့တင်တဲ့တခုပဲဖြစ်ပါတယ် DBU International College ကအရှိတောင်အရှာမှာ level 2တူစစ်တပြိုင်နက်တက်ဖွင့်ခွင့်ရတဲ့ပထမဆုံးတက္ကသိုလ်တခုပဲဖြစ်ပါတယ်တင်ကြားရေးဝိုင်းရေးဆရာဆရာမတွေ ABE Top Paper Prize Award မူထုတ်ပေးနိုင်တဲ့ဆရာဆရာမတွေလက်တွေ့လုပ်ငန်းခွင့်နဲ့ရှိပြီးတော့တင်ကြားပေးနိုင်တဲ့ဆရာဆရာမတွေတင်ကြားပေးလျက်ရှိပါတယ် ဒါကြောင့်အတားလုံဆုံး quality education လေးရခြင်းနဲ့အသက်တာသုံးနှုန်းထားတဲ့တက်ရောက်ခြင်းနဲ့ဆိုရင်တော့ DBU International College ကိုအရောက်လှန်ခဲ့တော့เนาะ